အာတီကာစမတ်ဟိုက်ဘရစ်မှာအသုံးပြုထားတဲ့လစ်သီယံအိုင်ယွန်းဘက်ထရီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘာတွေသိထားသင့်လဲ Adiga Smart Hybrid မှာ SHVS နည်းပညာကို အသုံးပြုထားပြီး ISG လို့ခေါ်တဲ့ Integrated Starter Generator နဲ့အတူ Lithium-ion Battery တို့ကိုပေါင်းစပ်အသုံးပြုထားပါတယ်။ပော့ပါပြီးချစ်လက်သိသိတဲ့ Lithium-ion Battery ကိုအသုံးပြုထားပြီးတော့ Driver ထိုင်ကုန်ရဲ့အောက်မှာတက်ဆင်ပေးထားတာပါ။ လစ်သီယံအိုင်ယွန်ဘက်ထရီကဘယ်လိုမျိုးလှုပ်ဆောင်ပေးရလဲဆိုတော့အကြံပြင်းပြောပြရရင်ကားစထွက်လို့လိုအပ်တဲ့အချိန်မြင့်တင်တဲ့အခါမှာတူလောင်ထားတဲ့လျှက်စစ်တပ်အားနဲ့ ISG ကိုလက်ပတ်စီပြီးတော့အင်ဂျင်ကိုအထောက်ကူပေးတာဖြစ်ပါတယ်ပုံမှန်အချိန်နှုန်းတစ်ခုဖြင့်မောင်းနေတဲ့အချိန်မှလည်းလျှက်စစ်ပိုင်းဆိုင်ရာအစိပ်ပိုင်းချို့ကိုလျှက်စစ်တအားထောက်ပံ့ပေးပါသေးတယ်။ ကားကိုအရှိန်လျှော့လိုက်တဲ့အခါမှာတော့ ISG ကနေလစ်သီယမ်အိုင်ယွန်ဘက်ထရီနဲ့အင်ဂျင်ကန်ထဲမှာရှိတဲ့ lead acid ဘက်ထရီတို့ကိုအပြန်သွင်းပေးမှာဖြစ်ပါတယ်။ဒီအချက်တွေကြောင့်ပဲ Suzuki Smart Hybrid ကားတွေမှာစီစားနှုန်းကိုတက်တာစေပြီးပတ်ဝန်းကျင်ညဉ့်ဉန်းမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။လစ်သီယမ်အိုင်ယွန်ဘက်ထရီနဲ့ပတ်သက်ပြီးတော့သတိပြုစရာအချက်လေးတွေလည်းရှိပါတယ်။အဲ့ဒါတွေကတော့ ဘက်ထရီကိုအထိုင်ကနေဖြုတ်တာမျိုးသို့မဟုတ်တစစီဖြုတ်တာမျိုးကိုရှောင်ကျင်ပါရေသို့မဟုတ်အခြားအရည်များနဲ့ထိတွေ့တာမျိုးကိုလည်းရှောင်ကျင်ပါဘက်ထရီအပေါ်ကိုခြေထောက်နဲ့နင်းမိတာပစ္စည်းတွေတင်မိတာမျိုးကိုလည်းရှောင်ကျင်ပါဘက်ထရီရဲ့ငုတ်တွေကိုဖြုတ်တာကိုလည်းရှောင်ကျင်ပါပြီးတော့ဘက်ထရီရဲ့စွမ်းအင်ကိုအခြားလျှက်စစ်ပိုင်းဆိုင်ရာတွေအတွက်အသုံးပြုတာကိုလည်းရှောင်ကျင်ပါ ဒီလိုအချက်တွေကိုပြုလုပ်မိတယ်ဆိုရင်တော့လျှက်စစ်လျှော့ဖြစ်ခြင်းစနစ်ချုံရင်ခြင်းစတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့လစ်သီယမ်အိုင်ယွန်ဘက်ထရီကပြည့်ပြင်ထိန်းသိမ်းစရာမလိုပေမဲ့တစ်လကိုအနည်းဆုံးမိနစ်30တချိန်လောက်ကာမောင်းပြီးအပြန့်သွင်းပေးဖို့တော့လိုအပ်ပါတယ်။